ပြီးခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကနေအခုနှစ်အောက်တိုဘာလကုန်အထိအာဏာသိမ်းစစ်တပ်ကိုလူမှုပုံရိပ်ပေါ်ကနေဝေဖန်ရေးသားမှုတွေနဲ့တော်လိုင်းအဖွဲ့အစည်းတွေကိုထောက်ခံမှုကြောင့်ဖမ်းဆီးခံရသူပေါင်း1993ဦးထိရှိကြောင်းသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကထုတ်ပြန်လာပါတယ်။ဖန်စီခံရသူတွေထဲမှာရန်ကုန်မန္တလေးပဲခူးအေရဝတီမကွေးနဲ့ရှမ်းပြည်နယ်တို့ကအများဆုံးဖြစ်ပြီးစုစုပေါင်း1583ဦးထိရှိခဲ့တယ်လို့ဒီကနေ့အနွေပါလ3ရက်နေ့မှာထုတ်ပြန်လာတာဖြစ်ပါတယ် ဒါအပြင်စေအုပ်စုကရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းအွန်လိုင်းပြောဆိုဝေဖန်မှုတွေကြောင့်အဖမ်းခံရသူ25ဦးအနက်10ဦးကပြီးခဲ့တဲ့အော်တိုဘာလအတွင်းကဖမ်းဆီးခံရတာဖြစ်ပါတယ်။အော်တိုဘာလ26ရက်နေ့အထိရွေးကောက်ပွဲအကာအကွယ်ပေးဥပဒေအရအေးအေးယူခံရတဲ့အမှု40မှာအေးအေးယူခံရသူ88ဦးအထိရှိကြောင်းအာဏာသိမ်းစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ရန်ကုန်လိုင်းသားရအနောက်ပိုင်းမြို့နယ်အမှတ်၁၉ရပ်ခွက်ကျန်းစစ်သားလမ်းမပေါ်မှာနိုဝင်ဘာလ၃ရက်ဒီကနေ့နေ့လယ်၁၂နာရီကတာဆညာပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းတရားကားတိုက်ခံခဲ့ရတယ်လို့မြို့ကန်နေစီကနေသိရပါဗျ။လွတ်တော်ကိုယ်စားလှယ်လောင်းမှာမိခင်တူမဖြစ်သူနဲ့ဘေးတွေဆီလာစဉ်ကားတိုက်ခံခဲ့ရတာဖြစ်ပြီးဘေးတွေပေါ်ကပြုတ်ချကာ၃ရက်စလုံးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးအရေးပေါ်တင်ထားရတယ်လို့ရပ်ကွက်နေသူတရားက DVB ကိုပြောပါဗျ။အဲ့ဒီရင်တိုင်းမှုကြောင့်တာဆညာပါတီကတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောထက်ဟာတရီလက်ကဒံယာပြင်းထန်စွာရရှိခဲ့ပြီးမိခင်ဖြစ်သူဒေါခင်မာချိုက လက်ကျိုးကတူမဖြစ်သူမအေးမြဖြိုကအတွင်းဒံယာရထားကြောင်းအုတ်ချုပ်ရင်နဲ့နိဆက်သူတယောက်က TVB ကိုပြောပါရယ်လက်တော်လုံးမှာတော့အဲ့ဒီရင်တိုင်းမှုကနေရမောင်ဖြစ်သူဦးစောနိုင်ထွန်းကိုတောင်ချင်းမြို့မှာရဲစခန်းကအမှုဖွင့်လှစ်နိုင်ရေးအတွက်စစ်ဆင်းနေတယ်လို့သိရပါရယ်ခင်ဗျာဖြောပြပွဲစင်မြန်ထက်ကနေပြည်သက်တွေကိုပြောခဲ့တဲ့ဇာတ်ရည်ကြောင်းအစိုးရ G Fire ဝေဖန်ခံရပါရယ် သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားချက်အရ AR retire ကဖြောပြပွဲတစ်ခုရဲ့စင်မြင့်ထက်မှာပရိသတ်ကိုပြောခဲ့တဲ့စကားတွေကြောင့်ဝေဖန်ခံရတာဖြစ်ပြီးသူ့တချင်တွေကိုချစ်တဲ့ပရိသတ်တွေကပါလူမှုရေးပြစ်ဒဏ်တွေခတ်ဖို့တိုက်တွန်းနေကြပါတယ်။နွေဘာလတရက်နေ့ကပြန့်နှံ့လာခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့အဆိုတော် G-Fire ကခပြက်ကာလမှာအမှုပညာသမားတယောက်အနေနဲ့မိဘနဲ့ပရိသတ်ကိုဘလို့စောက်ရှောက်ရမယ်ဆိုတာကိုသိကြောင်းမိမိကိုယ်ကိုမထိခိုက်အောင်နေပါစသဖြင့်ပြောဆိုခဲ့တာဖြစ်ပါတယ်။နိုင်ငံကျော်ဆိုတော့တယောက်အနေနဲ့ ဖျော်ဖြေပွဲဆင်မြင်းထက်မှာအခုလိုပြောဆိုတာဟာပြည်သူတွေနေစဉ်ရင်ဆိုင်နေရတဲ့အခက်အခဲတွေကြုံနေရတဲ့ဒုက္ခတွေကိုလိလုရှုပြီးပြည်သူကိုစိန်ခေါ်နေတာလို့စစ်တပ်ကိုထောက်ကူပြုနေတဲ့အမှုပညာရှင်တွေကိုလူမှုရေးပြည်တံခတ်ဖို့တိုက်တွန်းနှိုးဆော်နေတဲ့ FNCC ဘာမာ Fact Check Community ကပြောပါတယ်အဆိုတော် J-Fire ကိုလူမှုရေးပြည်တံခတ်ဖို့ FNCC ဘာမာကထပ်မံတိုက်တွန်းထားပါတယ်ခင်ဗျာ တေလွန်သောသူတွေရဲ့ဝိညာဉ်တွေအတွက်ဆူတောင်းပေးတာတွေကိုနိုဝင်ဘာလ၂ရက်နေ့ကကရင်တွေကတုတ်တန်တွေမှာပြုလုပ်ခဲ့တယ်လို့မြေပြင်ရဲဘော်တွေကပြောပါတယ်။တည်ခဲ့တဲ့သူတွေကိုအောင်မေတရရတဲ့အနေနဲ့ဆူတောင်းပွဲကိုကက်သလစ်ခရစ်ယာန်တွေရဲ့ထုံနှံအရာနှစ်တိုင်းလောက်တာဖြစ်ပြီးတင်းကျိုင်းမှာတန်ရှင်းလောက်တာနဲ့အောက်ကူတွေပေါ်မှာမိထွန်းနာတွေလုပ်ခဲ့တယ်လို့မြေပြင်ရဲဘော်တရကပြောပါတယ်။ဆူတောင်းပွဲကိုမနက်ပိုင်းကနေစပြီးတင်းကျိုင်းမှာအမိုက်တွေရှင်းလင်းတာဆူတောင်းမြတ်တာပို့တာအောင်မေတရရတချင်းတီဆိုတာ အောက်ကူတွေပေါ်ဖျောင်းနိုင်ထွန်းပေးတာတွေပြုလုပ်ပြီးတည်ဆုံသွားခဲ့ရတဲ့မိသားစုဝင်အဖိုးအဖွားတွေနဲ့ရဲဘော်ရဲဘက်တွေအတွက်ဆူတောင်းပေးခဲ့တာလို့ဆိုပါရစေ။တည်လွန်သောသူတွေအတွက်အတင်းကြီးမှဆူတောင်းပေးမှုကိုခရီးရန်ကက်သလစ်ဘာသာဝင်တွေကနှစ်စဉ်နှစ်တိုင်းနီးစပ်ရာတုတ်တန်တွေမှာပြုလုပ်ပေးကြပြီးညနေတဲ့အထိအတူရှိနေပေးသလိုမနက်ပိုင်းမှပြန်ကြသူတွေလည်းရှိကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ စစ်ကောင်စီအနေနဲ့ဆက်သုံးစီဖြန့်ဖြူးရလွယ်ကူစေဖို့နဲ့ဇင်းနှုံတင်ငင်အောင်မလုံဆောင်နိုင်တဲ့အတွက်အော်တိုဘာလ31ရက်နေ့ကစပြီးမွန်ပြည်နယ်အတွင်းဆက်သုံးစီပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့ဆက်သုံးစီရောင်းချနေသူတွေစီကနေသိရပါဗျ။မွန်ပြည်နယ်အတွင်းဆက်သုံးစီဖြန့်ဖြူးရောင်းချခွင့်ရထားသူတွေအနေနဲ့မုတော်မြို့နယ်ကဒုံပေါ်ကျွရကဆက်သုံးစီတိုလောင်ကန်ငါတဆင့်ဆက်သုံးစီဖြန့်ဖြူးရမှာစနစ်တကျမရှိတဲ့အတွက်အခုလိုစီပြက်လိုက်ရတာလို့ဆိုပါတယ်။တပြည်နယ်လုံးကိုဖြန့်နေတဲ့ ရာဇာမင်း73စီကံမှာစီပါစာကားတစ်စီးကိုစီဖြစ်ရင်နေတဝက်လောက်ကြာနေပြီးစီကားတွေတန်းစီစောင့်နေရတဲ့အတွက်လိုတလဝယ်ယူလို့မရပဲ73စီပြက်လက်ကုန်တာလို့73စီအယောင်းဆိုင်တာဝန်ခံတယောက်ကပြောပါတယ်။မွန်ပြည်နယ်အတွင်းဖြန့်ပြူအောင်ချနေတဲ့73စီကိုအရင်ကရန်ကုန်တိလဝါစီကံမှာရှိတဲ့73စီကံကတဆင်လာရောက်ဖြန့်ပြူပေးခဲ့ပေမဲ့လက်ရှိမှာတော့မူတော်မြို့နယ်ဂရုံးပေါ်ကျွရကနေ ယာစာမင်းစက်တုံးစီဖြန့်ဖြူးရေးအစည်းအကမ်းကနေထောက်ယူဖြန့်ဖြူးနေတာလို့မော်လမြိုင်မြို့စက်တုံးစီအယောင်ဆိုင်တွေအစည်းအကမ်းကနေသိရပါပါတယ်ခင်ဗျာ။ မကွေးတိုင်းပေါင်းမြုံနယ်အရှိမြောက်ချမ်းမှာရှိတဲ့လေဘဲကျွေရအနီကစစ်ဆောင်တဲကိုနွေဘာလ2ရက်မနက်၈နာရီကျော်အချိန်မှာလေရင်နဲ့ပုံကျဲချခဲ့တဲ့အတွက်ကလေးငယ်၂ယောက်အပါအဝင်စစ်ဆောင်၅ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မိထီလာမျိုးရှမ်းတဲလေတပ်ကနေတက်လာတဲ့ Jet Fighter အမျိုးသားလေရင်နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေဘဲရွာအနီကစစ်ဆောင်တွေနေတဲ့တဲကိုပုံကျဲခဲ့တာဖြစ်ပါတယ်။ပုံကျဲမှုကြောင့်အသက်၃နှစ်နဲ့၁၂နှစ်အရွယ်ကလေးငယ်၂ယောက်အပါအဝင်စစ်ဆောင်၅ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုရတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလေဘက်ရွာနီကစစ်ပေးရှောင်နေနေထိုင်တဲ့တဲကိုဘုံကျဲချခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးစေကူတမှုခံယူနေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကပေါင်းမြုံနယ်အတွင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာအပြင်စိတ်ဖြူမြို့နယ်ကပါစာ22ကနေလာတဲ့အင်အား600ကျော်ပါစစ်ကြောင်းကလည်းဝင်ရောက်စစ်ကြောင်းထုတ်နေတယ်လို့သိရပါတယ် ပောင်မြုံနယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုနေရာစွန့်ခွာထွက်ပြေးနေကြရတယ်လို့သိရပါတယ်ခင်ဗျာရခိုင်ပြည်နယ်စစ်တွေမြို့မှာရခိုင်ကနာမည်ကြီးစစ်တော်တွေနဲ့တစောင်းနိုင်ပွဲကိုကျင်းပသွားမယ်လို့ရခိုင်ပြည်နယ်စစ်ကောင်စီအစိုးရဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကသူ့ရဲ့လူမှုကွန်ရက်ကနေထုတ်ပြန်ပါတယ်။နွင်ပါလာလေးရက်နေ့မှာကြားရတဲ့တစောင်းနိုင်ပွဲမှာဦးမောင်သိန်းကိုမျက်ခိုင်ကျော်နဲ့ကိုခိုင်ကျော်လင်းတို့ဦးဆောင်တဲ့ရခိုင်အစိုးရတွေနဲ့ကျင်းပသွားမယ်လို့ဦးလာသိန်းကဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေပြင်းထန်နေပြီးအမျိုးသားရေးစိတ်ဓာတ်အမြင့်ဆုံးရရှိနေချိန်စစ်ကောင်စီကျင်းပတဲ့ပွဲမှာတချင်းတိဆိုသူတွေဟာသူတို့ရည်တည်တဲ့ဘက်ကိုပေါ်ပေါ်ထင်ထင်ပြသလိုက်တာလို့စစ်တွေမျိုးကန်အမျိုးသားတယောက်ကပြောပါရယ်စစ်ကောင်စီကျင်းပမဲ့ stage show မှာတိဆိုကြမဲ့သူတွေဟာအရင်ကတည်းကစစ်ကောင်စီတန်တဲ့နှိဆက်သူတွေဖြစ်ပြီးစစ်ကောင်စီကျင်းပတဲ့ပွဲတိုင်းမှာတိဆိုကြသူတွေဖြစ်ကြတယ်လို့ရခိုင်ဆိုတော့အတိုင်ဝန်ကပြောဆိုကြပါရယ်စစ်ကောင်စီကတစားမောင်းလာပြင်းနေမှာဆွန်းဆန့်စိန်လောင်းပွဲကိုလည်းပြုလုပ်သားမယ်လို့ဦးလာတိန်ကပြောဆိုထားပါရယ်ခင်ဗျာ Oridu မြန်မာကုမ္ပဏီ Pepsi အချို့ရေးဆက်ယုံတို့နဲ့အလို့သမားတို့အကြားအငင်းပွားမှုနဲ့ပတ်သက်လို့နှစ်နဲ့ချီတရားရင်ဆိုင်ခဲ့ရပြီးနှစ်ဖက်အသီးသီးပြည်လည်သွားတာကြောင့်အမှုတွေကိုပြန်ရုပ်သိမ်းလိုက်တယ်လို့အဲ့ဒီအလို့သမားတွေဘက်ကနေကူညီပေးခဲ့တဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် SDUM ကထုတ်ပြန်ပါတယ်။ Pepsi အချို့ရေးဆက်ယုံကဝန်ထမ်းဖြစ်တဲ့အကြီးတန်းအင်ဂျင်နီယာ ဦးတောင်ဟန်ကိုနင်းနာကျေးအပြစ်မပေးဘဲအလုပ်ထုတ်ခဲ့တာနဲ့ပတ်သက်လို့နှစ်နှစ်ကျော်တရားရင်ဆိုင်ခဲ့ပြီးနှစ်ဖက်ညီနိုင်သဘောတူညီချက်ရကအမှုကိုရုပ်သိမ်းလိုက်တာလို့ဆိုပါရယ်အလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့အစင်းစင်းညီနိုင်ဖြန့်ဖြည့်ရေးဆောင်ရွက်ခဲ့တာမပြေလည်ခဲ့တဲ့အတွက်အလုပ်သမားက2023ဇွန်လမှာမော်ဘီခရိုင်တရားရုံးကနေတရားဆွဲဆိုခဲ့တာလို့ SGUM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်အဲ့ဒီအမှုနဲ့ပတ်သက်လို့တရားရင်ဆိုင်ခဲ့ရတဲ့ကာလနှစ်နှစ်ကျော်နဲ့ရုံးချိန်ပေါင်း66ချိန်အထိကြာမြင့်ခဲ့တာ အော်တိုဘားလာ၂၁ရက်နေ့မှာတော့နှစ်ဖက်တရားရုံးပြင်ပညှိနှိုင်းသဘောတူညီချက်ရရှိပြီးအမှုပိတ်သိမ်းလိုက်တာလို့ STUM ကထုတ်ပြန်ထားပါတယ်ခင်ဗျာအပြည့်ရဆုံးဖြတ်တာကဖိအားများတာကြောင့်ねအင်အားပြန့်စုဖို့နားရလို့ PSLF TNL အထွေထွေတွင်မူဗိုလ်ချုပ်တာဖုံးကျော်ကပြောပါတယ်သူရဲ့ Facebook လူမှုကွန်ရက်အကောင့်ကနေအခုလိုပြောဆိုခဲ့တာပါတရုတ်ရဲ့ဂျာဝင်မှုနဲ့ပြီးခဲ့တဲ့အော်တိုဘားလာ28ရက်နေ့နဲ့28ရက်နေ့တို့မှာစစ်ကောင်စီနဲ့ TNL တို့အကြား တရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံခဲ့ပြီးတဲ့နောက်အပြစ်ခတ်ရက်လက်မှတ်ထိုးခဲ့ကြတာဖြစ်ပြီးမိုးကုန်းနဲ့မုံမိတ်တို့ကနေလည်းစုခွာဖို့အတွက်သဘောတူညီခဲ့ကြတာပါဒီကစားပွဲမှာနားချိန်တန်းလို့နားတာဖိအားများလို့နားတာအားပြန်စုဖို့နားတာစမတ်ကြတဲ့ခေတ်ကြီးမှာငါတို့တော်လန်ကြတာအားလုံးဟာအမြင့်ကိုပြန်တက်ငါတို့လိုချင်တာလက်ရခူးဆွဖို့ပဲလေအပြစ်ရက်ဆုံးဖြတ်ချက်က ပြင်းထန်မြန်ဆန်တာကြောင့်ပောက်ကွဲခံစားရတာကိုနားလဲတယ်လို့ ဗိုလ်ချုပ်တာဖုံးကျော်ကလူမှုကွန်ရက်မှာရေးသားခဲ့တာပါ လက်ရှိမှာတော့ TNL ကပြန်ဆုတ်ခွာခဲ့တဲ့မျိုးတွေကိုမိဖက်တော်လိုင်းအင်အားစုတွေကဝင်ရောက်နေရာယူထားကြပါတယ်ခင်ဗျာ digital ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money account အသုံးပြုသူတို့မှတ်တမ်းမပေါ်ဘဲငွေဖြတ်တောက်ခံရတာမျိုးတွေရှိနေတယ်လို့ကိုယ်တိုင်ကြုံတွေ့နေရသူတွေစီကနေသိရပါဗျ။အခုရပိုင်းထဲမှာ Wave Money account တွေကပတ်စံတွေအလိုအလျောက်ဖြတ်တောက်ခံရတာငွေပေးချေရမှာ account တွေကနေဖြတ်သွားပြီး လက်ခံသူစီငွေမဝင်သလိုမှတ်တမ်းထဲမှာမပေါ်တဲ့အခြေအနေတွေနဲ့နင့်နာဆုံးရှုံးမှုတွေရှိနေတာလို့ဆိုပါတယ်။တင်ငန်းကျုံမြို့နယ်က digital ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူတယောက်ကဒီရက်ထဲမှာတော်တော်များများကြုံနေရတာပတ်စံလာထုတ်တာသူစီကပတ်စံဖြတ်ပြီးကိုယ်စီအဝင်ကမရှိဘူးအဲ့ဒီလိုဖြစ်တာတယောက်နှစ်ယောက်မကဘူးလို့ပြောပါတယ်။ဒါအပြင်ဘဏ်အကောင့်ကနေ wave money တဲ့ငွေလွှဲပြောင်းထည့်ရမှာလဲဘဏ်ငွေစင်းတဲ့ကထွက်သွားပေမဲ့အပြည့်မဝင်ဘဲပျောက်သွားတာ အကောင့်တဲကနေငွေလွှဲတာမရှိဘဲဖြတ်သွားတာတွေရှိနေတယ်လို့အဲ့ဒီ digital ငွေပေးချိန်မှုအကောင့်အသုံးပြုနေသူတွေစီကနေသိရပါဗျ။ Wave Money ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကတရားဝင်အသုံးပြုနေတဲ့ Facebook လူမှုကွန်ရက်မှာဝန်ဆောင်မှုနဲ့ပတ်သက်လို့ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာတော့ငွေနဲ့တာဆုံးရှုံးခဲ့ရသူတွေကကိုယ်တိုင်ကြုံရတဲ့အဖြစ်ပြက်နဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုတဲ့မှတ်ချက်တွေပေးထားကြပါဗျ။အဲ့ဒီမှတ်ချက်တွေပေါ် Wave Money ဘက်ကဖြစ်သွားတဲ့ကိစ္စရပ်အတွက်တောင်းပန်ကြောင်းနဲ့ငွေဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ ဖြည့်ရှင်းဆောင်ရွက်ပေးနိုင်အောင်ချက်ဘကတဆင့်ပြောပြဖို့အကြောင်းပြန်ထားတာကိုတွေ့ရပါတယ်ခင်ဗျာစစ်တပ်ရဲ့ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီကမဲဆွဲစီယုံရေးလိုက်သူတွေကိုငွေကျပ်တထောင်ခွဲပေးမယ်လို့မလုံးပေးပြီးခေါ်သွားပေမဲ့အမှန်တကယ်မရရှိဘူးလို့မဲဆွဲစီယုံရေးလိုက်သူတွေကပြောပါတယ် ော်တိုဘာလ31ရက်နေ့ကရန်ကုန်မြို့တာကီတာတက်ဈေးကွေမှာကြန့်ခိုင်ရေးပါတီကနေဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလဲလောင်းတွေကမဲဆွယ်စီယုံရေးပြုလုပ်ခဲ့တာဖြစ်ပြီးမဲဆွယ်စီယုံရေးလိုက်ဖို့စိုက်ကားသမားနဲ့ဘေးတွဲဆိုင်ကယ်မောင်းသူအယောက်40လောက်ကိုစံနဲ့ငွေကြက်တစ်သောင်းဝဲပေးမဲ့ဆိုကခေါ်ယူခဲ့တာလို့ဆိုပါတယ်။ မဲဆွဲစီယုံရိုက်ခဲ့ပေမဲ့အမှန်တကယ်ငွေကြေးနဲ့ထောက်ပံ့ပစ္စည်းများရှိတဲ့အတွက်တက်ဆိုင်ရာရက်ကွက်အချုပ်အမူယုံတွေမှာစိုက်ကားသမားနဲ့ဗေရွယ်မောင်းသူတွေကသွားရောက်တောင်းယူခဲ့ပေမဲ့မရရှိခဲ့ဘူးလို့ဗေရွယ်မောင်းသူကပြောပါဗျာတခြားမြို့နယ်တွေမှာလည်းကြန့်ခိုင်ရေးပါတီဝင်တွေကမဲဆွဲစီယုံရိုက်တွေမှာလိုက်ဖို့စိုက်ကားသမားနဲ့ဗေရွယ်သမားတွေကိုခေါ်ယူနေတယ်လို့သိရပါဗျာဒါအပြင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း ကြန့်ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့မြို့ကန်နေစီကနေသိရပါပါတယ်ခင်ဗျာအစောရောလင်းလင်းဦးဆောင်တဲ့ရောင်နေ live in minnesota ဂီတဖျော်ဖြေဘက်ကိုဒေတာဆန်တော်ချိန်တွင်ဘာလာတရက်နေ့ကကျင်းပခဲ့ပါတယ်ရောင်နေ live in minnesota ဂီတဖျော်ဖြေဘက်ကနေရမ်မငွေဒေါ်လာ36000ဝန်းကျင်ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေကထုတ်ပြန်ပါတယ်ရောင်နေ live in minnesota ဂီတဖျော်ဖြေဘက်ဟာ us tour ရဲ့ကိုပွဲအမြောက်ဖြစ်ပြီး အစောတော်တူတူနဲ့ပကြီးဆီယာမနုရင်တို့ပူပေါင်းဖျော်ဖြေခဲ့ကြပါတယ်။ရောင်နေပွဲရဲ့အစီအစဉ်တိုင်းမီနီဆိုတာပွဲမှာလည်းရမုံငွေတွေကိုမြေပြင်ကိုပို့ဆောင်ခွဲဝေတာအကောင့်ထဲပေါ်ဆောင်နေတာတွေကိုပွဲမဆခင်မှာအစောတော်လင်းလင်းက slide show နဲ့ရှင်းလင်းပြောဆိုခဲ့ပြီး Zoom meeting နဲ့မြေပြင်ကတော်လိုင်းရဲဘော်ရဲဘက်တွေနဲ့ပြည်သက်ကိုမိတ်ဆက်ပေးခဲ့ပါတယ်ခင်ဗျာ။